င်လေကဘာလို့ငန်လဲပင်လေကငန်နေဒါကတဘာဝရဲ့အံဝဲကောင်းတဲ့ထူးခြားချက်တခုဒါကြောင့်မယ်လူတိုင်းကမေးကြတယ်အဲ့ဒီဘာကြောင့်ငန်နေရလဲဒါကမစတင်ခင်မှာဒီလိုဘုံတူတားရတဲ့အကြောင်းအရာတွေအတွက်ကျမရဲ့ YouTube channel လေးကိုလိုက်ရဲ့ subscribe လေးလုပ်ပေးကြပါအောင်နော်အကြောင်းရင်းတွေများပြီးမယ်တောင်တန်းတွေထဲမှာပဲစပါတယ်မိုးရတဲ့အခါရေတွေကမြေကြီးပေါ်ကိုစီးလာတယ်မြေကနေရေစီးသွားတဲ့အခါတတုတက်တွေနဲ့ဓာတုတက်လေးကိုဆဲထုတ်လာတယ် အထင်းမှာပါတဲ့နှစ်ဦးကတော့ဆိုရီယန်နဲ့ကလွန်ရင်သူတို့နှစ်ဦးပေါင်းတဲ့အခါငန်နယ်ဆိုတဲ့အရာဖြစ်လာတယ်။ဒီရီကမြင်တစင်းနဲ့ပင်လယ်တဲကိုဆင်းဆင်းနေမိနစ်တိုင်းနှစ်တိုင်းသိပ်ပံနေအနေနဲ့လည်းတိတာထင်ရှားလာတယ်။ရေကဖြောင်းနေသလိုဖြစ်ပြီးအငန်တက်ကကြံတက်တယ်။ဒီလိုနဲ့နှစ်ပေါင်းများစွာအတွင်းမှာပင်လယ်ကငန်စီရဲ့အငန်တက်တွေကိုတတလုံးအပြည့်ဆူဆောင်းနေတယ်လို့မျိုးဖြစ်သွားပါတယ်။နေအောင်ကရေကိုပုတ်စေရင်ရေငွေ့ဖြစ်ပြီးတော့မိုးပေါ်ကိုတက်တယ်။ဒါပေမဲ့အငန်တက်ကကြံနေတဲ့တဲ့ ရေပြောသွားတဲ့ search engine တက်ကမတော်ဘူးဆိုပြီးစံနေရမျိုးပေါ့ဒီလောက်ဆိုနားလိုက်မယ်ထင်ပါတယ်။ဘာသာပြင်လေကငန်းနေလဲဆိုတာမဝဆင်းလာရင်မြက်ကစီရင်အငန်တက်ကစုရင်မြေပူရင်ရင်ွေးပြန်နေအငန်ကကျန်နေကဒီတဘာဝလေပတ်မှုကပဲပြင်လေကိုငန်းနေအရသာပြလိုက်တာပဲဖြစ်ပါတယ်။အထူးသဖြင့်တချို့ပြင်လေကပုံပြီးငင်နေဥပမာအနေနဲ့ပြောရရင်မိုးရွာနေတဲ့နေရာနေရာပြင်းတဲ့ဒေသအဲ့မှာပြင်လေကပုံမှန်ထက်ငန်းသားတတဲ့ တက်စီဆိုတာကတော့တာမန်ပင်လယ်ရေထက်15ဆပုံငန်းနဲ့လူအောင်ရေထဲမှာမမြုပ်ပဲတိမ်နိုင်တဲ့အထင်အမှအငန်တက်ဆော့တွေအနေထိုင်နေရကြမှာဒီကဘာမြေအတွင်းမှာပင်လယ်ရေတိုင်းဟာတွင်ရဲလို့ထင်ပေမယ့်တကယ်တော့သူတို့ရဲ့အင်္ဂါရတ္တိကတခုချင်းစီမတွင်ရကြပါဘူးတချို့ကငန်နဲ့တချို့ကပုံမဲတချို့ကအယန်းငန်နာမျိုးပါတကယ်တော့ပင်လယ်ရေငန်နာဟာသဘာဝတရားအတိုင်းတသက်သာလုံးလုံးနေတဲ့ဓာတုပညာဆံဝန်တစ်ခုပါပဲတင်းတစ်ချိန်ထဲမှာရှုစားနေနိုင်နေနားထောင်နေနိုင်နေ ထိတွေ့နေရတာကဆင်းဆက်မဖြစ်အံ့ဩဖွယ်ရစွင့်တစ်ခုဖြစ်နေပါတယ်။ညီကောင်စောအနေနဲ့ပြောရရင်အဲ့ဒါနဲ့ပဲပင်လယ်ရေကငန်းနာကိုတဘာဝလို့ဖြစ်သွားပြီးအဲ့ဒါဟာကဘာကြီးရဲ့အမတ်တရအကြောင်းပြတစ်ခုလို့ဖြစ်နေရလို့ဖြစ်ပါတယ်။ဒီအကြောင်းရနေပသက်ပြီးလူကြီးမင်းတို့ရဲ့အမြင်ကိုလည်းကောမန့်မှာပြောသားခဲ့လို့ရပါတယ်။အကျိုးသက်ဆုံးတစ်ခုရရဲဆိုရင် like and subscribe တွေလုပ်ခဲ့ပေးပါဦးနော်။အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။